ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါရစေ။ Okay ဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းလေးမှာဆိုတော့အစကားဆဆချင်းပါပဲဒါစာလို့ခေါ်တဲ့ရုရှားအတွက်အလုပ်လုပ်ပေးနေတဲ့တနက်ပြေကျွမ်းကျင်တဲ့သူစနိုက်ပါမလေးတယောက်ကိုမြင်ရမှာပဲဖြစ်ပါတယ်။ဒီမှာကတော့တပင်းနေကြားထဲမှာပုံနေရင်းနဲ့အဝေးကနေချင်းကန်လာတဲ့လေရင်တစည်းကိုတတိထားမိလိုက်ပြီးအဲဒီကနေဆင်းလာတဲ့ဇနီးမောင်နှံလေးကအမျိုးသားကိုတိကျတဲ့တစ်ချက်သေးတော့ပြစ်ချက်နဲ့ပြစ်ချလိုက်ပါတယ်။နောက်တနေ့မှာတော့အိမ်မပြောတဲ့ယောဂခံစားနေရတဲ့အမေရိကန်လူမျိုး LINE V ကိုကမ်းကြီးမှာ တယောက်နဲ့ထန်တယောက်ကိုတွေ့ရပါတယ်။နောက်နေ့မနေ့မှတော့သူဟာရေတက်အခြေစိုက်စကန်းကိုသွားဖို့အတွက်အကြောင်းကြားစာရရှိခဲ့ပါတယ်။သူကအငိမ့်သားဆစ်ဘက်ဆိုင်ရာစနိုက်ပါအထူးကိုအဆောင်ဝင်ဖြစ်တဲ့အကြောင်းသိရပြီးတော့သူရောက်လာတဲ့အခါမှာယာရူကြီးတဲ့အရာရှိဘာတော်လိုမျိုးနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။အငင်းစားယူထားပေမဲ့လီဗန်အန်ဆိုလို့ရှိရင်တော့သူ့ကိုဈေးပိနေတဲ့လူတိုင်းအတွက်လွတ်လပ်တဲ့ကြီးစားစနိုက်ပါဖြစ်လောက်ကင်နေတာပဲဖြစ်ပါတယ်။ဘာလို့လဲမျိုးအောင်ဆိုလို့ရှိရင်တော့လီဗန်ရဲ့အပြစ်နာစာကင်းတဲ့မှတ်တမ်းကိုသဘောကျပြီးတော့တကူကူဖြစ်ခဲ့လို့ရှိရင်ဝမ်းနည်းပူဆွေးရမယ်မိသားစုဒါမှမဟုတ်ကြီးစားမရှိဘူးဆိုတာသိရလို့လဲစိတ်ချလက်ချရှိခဲ့ပါတယ်။ဒါနဲ့ပဲသူမဟာ လေပန်းကိုတနေ့ကြာအရေးကြီးတဲ့မရှင်တခုပေးလိုက်တဲ့အခါမှာတော့သူကလည်းချက်ချင်းပဲလက်ခံခဲ့ပါဗါးအဲဒီတော့ဒီမှာဒါဇာဟာသူ့ရဲ့ဇာတိဖြစ်တဲ့လီတူရီးနီးယားကိုပြန်သွားခဲ့တာဖြစ်ပြီးတော့သူ့မိရဲ့ကူမဖခင်နဲ့တွေ့ပါဗါးနောက်ဆုံးမရှင်ကတော့ကြီကုန်ပေးပြီးတော့လူသိရတာစိတ်ပန်းဆိုင်ရာထိခိုက်လာပြီးလို့ဝန်ခံလိုက်ပါဗါးဒါမှလည်းဖခင်ကတော့လူစိုးတွေလုပ်ခဲ့တဲ့ကိစ္စတွေကိုပြန်တရီပေးပြီးတော့နှိမ့်သိမ်းခဲ့ပါတယ်။ဒါဇာကရုရှားကနေတနည်းကြာမရှင်အတွက်ပြန်ခေါ်လာလို့ပြောပြပါဗျ။သူမရဲ့ဖခင်ကလည်းသူ့ရဲ့ကင်းစားဟာပိုဆိုးလာပြီးတော့ကုလို့မရနိုင်တော့တဲ့အကြောင်းထုတ်ဖော်ပြောကြားလိုက်ပါဗျ။ ဖခင်ကတော့ချစ်သူများနေမှာကွယ်လွန်သွားခဲ့တဲ့ဇနီးတဲ့ရဲ့ဘေးမှာအနားယူနိုင်မှုတွေကိုကိုကိုအဆုံးစီရင်မယ်လို့ဆုံးဖြတ်ထားတဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာဒါဇာဟာအသေးအံဝန်နေရပါတယ်ဇဂွေကတော့စတီမာလောက်ကိုရောက်ရှိခဲ့ပြီးဖြစ်ပြီးတော့လီပိုင်းဟာလေးမမနိုးလာခဲ့ပြီးတော့ဆင်းသက်ခါနီးမှာပဲနာယီဖုန်းတပ်တွေကံကပြားတွေကိုခြံထားခဲ့ဖို့အတွက်ညွှန်ကြားခဲ့ရပါတယ်။ဆင်းသက်ပြီးလို့ရှိရင်မြောက်ဘက်38ကီလိုမီတာကိုသွားရမယ်လို့စစ်သားတယောက်ကအတိပေးပြီးတော့လေဒီနဲ့တစ်တော့တူတဲ့နေရာကိုခုံချခဲ့ပြီးတောင်တွေကိုတက်ကနာယီပေါင်းများစွာလမ်းလျှောက်ပြီးတော့ညာအိပ်ဖို့စကန်ချခဲ့တာဖြစ်ပါတယ်။ ။နောက်နေ့မနက်မှာတော့သူဟာသူ့ရဲ့ရှေ့ပြေးဖြစ်ပြီးတော့မှဒီနေရာမှာတနေ့ကြောင်တယောက်တည်းနေခဲ့တဲ့ JD နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့ဒီနေရာမှာရှိနေမှန်းတော့ JD ကမသိပါဘူး။ JD ကလီဖိုင်းကိုအနောက်ဘက်ဂေးမြော်စင်ရှိတဲ့သူ့ရဲ့အိမ်အသစ်ကိုပြသခဲ့ပြီးတော့အဲ့ဒီမှာသူရှင်သန်မှုလိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးတက်ဆင်ထားပါတယ်။ကျောက်ကြီးရဲ့ဟိုဘက်မှာတော့ရုရှားတွေချတာတဲ့အရှိမျောစင်ကိုတွေ့ရမှာဖြစ်ပြီးအဲ့ဒီကလူတွေနဲ့စကားပြောခွင့်တော့မရှိပါဘူး။သူတို့ရဲ့အလုပ်ကကျောက်ရဲ့ကိုယ့်ဘက်ခြံကိုစောင့်ကြည့်ဖို့အနောက်ဘက်အစုံကိုကင်းလဲဖို့နဲ့ခြံစည်းရိုးတွေကလုတ်ကာတွေလို့ခေါ်တဲ့ဂျိုးတွေကနေကျောက်ကိုဖုံးကွယ်ထားတဲ့ကိရိယာတွေ 1ကီလိုမီတာပိုင်းမှာရှိပါတယ်။အရာရင်းနဲ့မြို့သားတဲ့မိုင်းတွေကိုစစ်ဆေးဖို့ဖြစ်ပြီးတော့လော့စင်စစ်ဆေးမှုအနေနဲ့ရက်ပေါင်း30တကြိမ်ရေဒီယိုစစ်ဆေးရပါမယ်လေပြင်မကဘာနဲ့အခြားဆက်တွေတော့မရှိပါဘူး။အရေးပေါ်အတွက်ကတော့ street door လို့ခေါ်တဲ့လုံခြုံရေးခလုတ်ရှိပါမယ်လေ။အဲ့ဒါကဘာလို့လဲဆိုတော့ကိုတော့ JD လည်းမသိပါဘူး။ဒါအောင်ကြားလေးကမတော့လီပိုင်းကသူကဘာလို့တီးတီးကြကြဆောင်းရတာလဲလို့မေးပါတယ်။ဂျီဒီကတော့ကြောက်တဲ့ကအရာတွေအပြင်ကမထွက်လာအောင်တာစီဖို့လိုတယ်လို့ရှင်းပြပါတယ်။ သူကြောင်တွေကိုဘုံနှလုံးပြစ်ချလိုက်တဲ့အခါမှာပေါက်ကွဲပြီးတဲ့နောက်မှာတော့ကြောင်ရဲ့အောက်ခြေကနေစူးရှားတဲ့အော်တန်တကူထွက်လာပါတယ်။အဲ့ဒီတရဝါတွေကိုဟော်လိုမန်လို့ခေါ်ပြီးတော့မှဗာလဲဆိုတော့ဘသူမှမသိပါဘူး။1940ပြည်နှစ်လွန်နေတော့ဆိုလို့ရှိရင်တော့လူပေါင်း2400ဟာအဲ့ဒီထက်ကိုဆင်းသွားခဲ့ပြီမဲ့တရောင်းမှပြန်ပြီးတော့မလာခဲ့ဘူးတဲ့အဲ့ဒီနေရာဆိုလို့ရှိရင်တော့လူဝက်လွန်လာကြောင်းနှစ်ဖက်ခေါင်းဆောင်တွေတော့မတည်ဘူးလို့သူဟာထုတ်ပေါ်ခဲ့ပါတယ်နောက်နေ့မှာတော့ဂျီဒီယာနှုတ်ဆက်ပြီးတော့ထွက်ခွာသွားပြီးလီပိုင်းကတော့တယောက်တည်းကင်းဆောင်တဲ့လုပ်ငန်းတွေကိုစတင်နေပါတယ် ရရင်လာခေါ်ဖို့တဲ့တောင်းပန်ကိုရောက်သွားခဲ့ပြီးတော့အိမ်မြန်ရပြီဆိုပြီးပျော်နေခဲ့ပေမဲ့လေစစ်သားတယောက်ကသူ့ကိုရိုးရီးရဲ့ပြစ်တက်လိုက်ပြီးတော့အလောင်းကိုကြောက်သေးပြစ်ချလိုက်ပါတယ်။ဘာတော်လူမျိုးကတော့အလဲကြတာပြည်စည်းပြည်ဖြစ်တဲ့အကြောင်းနဲ့ဂျီဒီတည်ဆုံးတဲ့အကြောင်းကြားသိရလို့စိတ်သက်သာရာရှားခဲ့ပါတယ်။အော်တိုဘာလမှာတော့ဒီပိုင်းဟာမိုင်းနေတဲ့အကာအကွယ်တွေကိုဆက်ဆေးပြီးတော့အထက်လူကြီးတွေကိုအစီရင်ခံပါတယ်။ဒီနေ့မှာတော့သူကစာအုပ်စင်တစ်ခုရဲ့နောက်ကနေရာမှာသူ့ရဲ့ရှေ့လူတွေရေးသားထားခဲ့တဲ့ message တွေကိုတွေ့ရပြီးတော့ သူ့ဥယျာဉ်ထဲအလုံးလုံးနေတော့အတန်တွေကြာရပြီးမှန်မလို့နဲ့ကြည့်လိုက်တဲ့အခါမှာအရှိမျောစင်ရဲ့အဆောင်ဖြစ်တဲ့ဒါစာကိုသတိထားမိသွားခဲ့ပါတယ်။အရင်ညမှာပဲလီပိုင်းဟာအိမ်မဆိုးကနေလမ်းပြီးတော့နိုးလာခဲ့ပြီးကွဲနေတဲ့ဖန်စာတစ်ခုနဲ့သူ့ရဲ့ခြေထောက်ကိုထိရှောင်မိသွားခဲ့ပါတယ်။တရားကိုကုနေချိန်မှာဒါစာကလည်းသူ့ကိုမှန်မလို့နဲ့စောင့်ကြည့်နေတာတွေ့လိုက်ရပါတယ်။တလာကြပြီးတဲ့နောက်မှာတော့ဒါစာရဲ့မွေးနေ့ကိုရောက်လာခဲ့ပြီးသူမဟာလီပိုင်းကသူ့ကိုကြည့်နေတာမြင်တော့အစည်းကမ်းဖောက်ကစိုင်းမိုးဘုံကသူမရဲ့နာမည်ကိုရေးမိလိုက်ပါတယ်။ ဒီဘက်ကတော့စကားမပြောသင့်ဘူးလို့ပြန်ပြီးတော့ရေးပြခဲ့ပေမဲ့ဒါစာကတော့သူ့ရဲ့မွေးနေ့ဖြစ်တာကြောင့်ပဲသူ့လို့ကျင်တာလုပ်မယ်လို့တုံ့ပြန်ခဲ့ပါတယ်။ဒီဘက်ကသဘောရည်ကြနေခဲ့ပြီးသူ့တို့ဆိုင်ရင်းနဲ့မိတ်ဆက်ခဲ့ကြတာမွေးနေ့အတွက်လေလုပ်ခဲ့ကြပါတယ်။ဒါစာကတော့တချင်းအခြေကြီးဖွင့်ပြီးတော့မှကခဲ့ပြီးဒီဘက်ကတော့ပြစ်ခတ်မှုသာသူ့ရဲ့ကျွမ်းကျင်မှုလို့ရှင်းပြခဲ့တာကြောင့်နှစ်ယောက်သာသူ့ရဲ့ပြစ်ခတ်မှုစွမ်းရည်တွေကိုခဏတာပြသခဲ့ကြပါတယ်။သူတို့ပြောရှင်နေကြတဲ့အချိန်မှာပဲထူးဆန်းတဲ့အတန်းတွေကိုကြားလိုက်ရပြီးတော့ အမြင့်တွေပေါက်နေတဲ့ဖုတ်ကောင်လိုတရဘာတွေဟော်လမနီယာဆိုလို့ရှိရင်အနောက်ဘက်မြို့စင်စီတက်လာတာတွေ့လိုက်ရပါတယ်။စနေမာနယောက်ကချက်ချင်းပြစ်ခတ်ခဲ့ကြပြီးတော့လီပိုင်းဟာပေါက်ခဲမှုတွေဖြစ်စေပြီးဟော်လမန်အများပြားကိုလည်းရှင်းပြလိုက်ပါတယ်။ဒါပေမဲ့လည်းနောက်ထပ်တရဘာတွေကတော့ဒါစာရဲ့မြို့စင်ကိုပြန်ပြီးတော့တက်လာပြန်ပါတယ်။တရဘာတကောင်မိုင်းမုတ်ကိုပြုတ်ကြတဲ့အခါမှာပေါက်ခဲသွားရခါနေ စတန်ဟာဒါဇာကိုထိမှန်သွားခဲ့ပြီးတော့သူမကပြင်းပြင်းထန်ထန်တရားရခဲ့ပါတော့တယ်။ဒိုင်မဲလင်နီအောင်စလုံးကဆက်တဲ့နယ်တွေနဲ့ပြစ်ခဲ့ပြီးတော့အဆုံးသတ်မှာတော့တရဝအောင်လုံးကိုတတ်နိုင်ခဲ့ပြီးအခြေအနေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြပါတယ်။မွန်နေတဲ့ခါမှာတော့ဒါဇာကဒါဟာသူ့ရဲ့ဘဝမှာအကောင်းဆုံးမွေးနေ့ပဲလို့လီပိုင်းကိုပြောပြခဲ့ပြီးနောက်တည့်မှာတော့လီပိုင်းဟာပျက်စီးတာတွေကိုပြင်ဆင်နေတဲ့အချိန်မှာပဲဒရုန်းနဲ့တူတဲ့တရဝတကောင်ခဏတာဝဲပြန်ပြီးတော့ပြန်ထွက်သွားတာတွေ့မြင်လဲရပါတယ်။ ဒီသင်္ဘာလကိုရောက်တဲ့ခါမှာတော့ဒါသာဟာ one way ကခရစ်မတ်တခြင်းတွေကိုတီးခတ်နေတာတွေ့ရပြီးတော့သူမကလေပိုင်းကိုသွားပြီးကြည့်တဲ့အခါမှာတော့ခရစ်မတ်သမင်ကိုအလှဆင်ပြီး Merry Christmas လို့စာရေးထားတာကိုလည်းတွေ့ရတော့ပြုံးမိသွားပါတယ်။အဲဒီကစပြီးတော့မှသူတို့တွေဟာနေတိုင်းပဲအဆက်အသွယ်လုပ်ရပြီးဝေးကွာနေပေမဲ့လည်းအချင်းချင်းတက်တောင့်တက်တာနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုတိစောက်ခဲ့ကြပါတယ်။ခြေသူများနေကိုရောက်တဲ့ခါမှာတော့ဒါသာဟာဖခင်ရဲ့ဓပုံတွေကိုကြည့်ပြီးတော့ငုံနေပါတယ်။ဒီနေ့ဟာသူ့ရဲ့ဘေးကိုကိုကိုအဆုံးသတ်မဲ့နေမှာပါပဲ။ လေပိုင်းကတော့သူမအစဉ်ပြေလာမိတဲ့အခါမှာဒါစာကအရိခက်ခဲ့တဲ့နေ့မှာသူ့ရဲ့အနာမှာလေပိုင်းရှိနေစေချင်တယ်လို့ပြန်ပြေပါတယ်။ဝန်နေသွားတဲ့လေပိုင်းဟာသူ့ရဲ့ရှိကလူတွေရေးထားခဲ့တဲ့ဘဝေးတော်ဖို့အတွက်စွန်းစားရတဲ့သူတွေသာကိုဘလောက်ထိတောင်းနိုင်မလဲဆိုတာသိနိုင်မယ်ဆိုတဲ့အစာကိုဖတ်လိုက်ရပါတယ်။ဒါနဲ့ပဲသူဟာတင်းကျပ်စွာတမ်းမြစ်ထားမိမယ်လေဒါစာကိုတောင်းတဖို့အတွက်စွန်းစားဆုံးဖြတ်လိုက်ပါတယ်။လီပိုင်းဟာဒုံးကြီးတစ်ခုကိုရဟန်းအစာကျုံးနဲ့ပြပြပြီးတော့မှပြစ်လိုက်တဲ့အခါမှာဒါစာကတခြားတစ်ဖက်ကိုတစ်ပင်မှချီလိုက်တဲ့အတွက် ကျောက်ကိုကျော်ပြဖို့အတွက်စေချိုးတစ်ခုဖြစ်သွားပါတော့တယ်။လေပင်ကညသာအတူစားဖို့တဲ့မိတဲ့ခါမှာတော့ဒါသာကဝမ်းသာအားရသဘောတူခဲ့ပြီးအဲ့ဒီညနေမှာတေချာပြင်ဆင်ပြီးတော့ပန်းတချို့ကိုပါကောက်ယူပြီးတော့စေချိုးတုံးကဒါသာစီကိုကူးသွားခဲ့ပါတယ်။သူရိပြမသောအချိန်မျက်နှာချင်းတိုင်းဆုံလေးချပြီးတော့လီဘိုင်းကပန်းနေပြီးကဒါဆာရဲ့လှပဝန်းကိုလေးချီးမွမ်းခဲ့ပါတယ်။ အနောက်မှာတော့သူတွေညစာအတူစားကြပြီးတော့ပြက်ကမ်းမှုမှတ်တမ်းတွေနဲ့ပုံကိုရဲ့အသေးစိတ်တွေကိုဆွေးနွေးကြသလိုလီဘိုင်းကရာသီဥတုရသူတို့မြောက်ပိုင်းချမ်းမှာရှိနေရမယ်လို့ယုံကြည်နေပြီးလီဘိုင်းဟာဟော်လမန်ရဲ့လေဝဲချက်ကိုသိခြင်းပေမဲ့ဒါဆိုကတော့အများကြီးသိလို့ရှိရင်ဒုက္ခဖြစ်တဲ့တယ်ဆိုတော့သူ့ဘီရဲ့အကြံဉာဏ်ကြောင့်ပဲသိမဆိုးရင်ရပါဘူးညဘက်မှာသူတို့ကရိုမန်တစ်ဆန်စွာကောက်ကွန်ကြပြီးနောက်ဆုံးတော့နန်းရှုကချစ်တင်နှောခဲ့ကြပါတော့တယ် လီပိုင်ဟာကြပြားရေးတဲ့အကြောင်းနဲ့သူမအတွက်ကြပြားတဖို့ရေးထားတဲ့အကြောင်းထုတ်ဖော်ခဲ့ပြီးမြလဲကြပြားမပြီးသေးဘူးဆိုတာရုပ်ပြဖို့ညင်းဆိုခဲ့ပါတယ်။နောက်နေ့မနေ့မှာတော့လီပိုင်ဟာသူ့ရဲ့မျိုးစင်ကိုပြန်ဖို့တဲ့ဇေကျိုးနဲ့ဖြတ်နေတော့မှာဟော်လိုမန်တချို့ကအနောက်မျိုးစင်ကိုတက်လာပြီးတော့ပပတ်လေးကဘုံတွေကိုပောက်ကွဲစေပါတယ်။အဲဒီပေါ်ဝဲမှုကြောင့်ပဲကျိုးပြတ်သွားခဲ့ပြီးတော့လီပိုင်ဟာကြောက်တဲ့ပြိုကျခဲ့ပြီးထိတ်လန့်သွားခဲ့တဲ့ဒါဆာခအချက်ချင်းပဲလေတီးနဲ့လက်နက်တွေပြင်ဆင်ကကဲတင်မှုအတွက်ခုံစင်းလိုက်ပါတော့တယ် ရောက်ရတဲ့မြန်မာကိုပြမဆုံးမြင်လိုက်ရတာကတော့မြူတွေဖုံးလန့်နေတဲ့ပရင်းရောင်တိတ်ကန်နာရဆန်တဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ဒရီလင်းနေတဲ့လီပိုင်ဟာတိတ်ကန်ဒီမှာပိတ်မိနေပြီးတော့အီယာမအကင်းချေများလို့တရဝါတွေတက်ခဲ့ဖို့လုံနေတော့မှလီပိုင်သတိရလာခဲ့ပြီးတော့ပြည့်တက်လိုက်ပါတယ်။ဒါပေမဲ့သူကစီးခဲ့တဲ့အနည်းရောအရာဝတ္ထုတွေကိုပြိုကျခဲ့ပြီးမြူချခင်ရလို့နေပါဖြစ်နေတဲ့ချိန်ဒါစာရောက်လာခဲ့ပြီးတော့ထူးဆန်းတဲ့တရဝါကိုပြည့်တက်ကလီပိုင်ကိုကယ်တင်ခဲ့ပါတယ်။သူတို့ရဲ့စကားပြောခြင်းတော့မှမရလိုက်ပဲနဲ့မျက်စိလာတဲ့ဟော်လမန်နှကောင်ကတိုက်ခိုက်လာခဲ့ပြီး သူတို့တွေပူပေါင်းတိုက်ခဲ့ပြီးတော့တကောင်ကိုတတ်နိုင်ခဲ့ပြီမယ်လေနောက်ထပ်တကောင်ကတော့ထွက်ပြေးလို့သွားခဲ့ပါတယ်စစ်ဆေးကြည့်လိုက်တော့လဲကြသွားတဲ့ဟော်လမန်ဟာ1940ပြည်နှစ်လုံးတွေကစစ်ယူနီဖောင်းကိုဝတ်ထားတာတွေ့ရပြီးတုံ့လုံခဲ့ရပါတော့တယ်ဒါဟာသူတို့ဒီနေရာမှာဆယ်စုနှစ်များစွာနေထိုင်ခဲ့တယ်ဆိုတာပြသလိုနေတာပါအဲနောက်မှာတော့သူတို့တွေဟာထပ်ပေါက်ရှာဖို့အတွက်ရှေ့ကိုဆက်သွားခဲ့ကြပြီးလူရိုးစုတွေရှိတဲ့ Chechnya လေးတခုတည်းကိုတွေ့ရှိခဲ့တယ်လို့ဒီဘက်ဟာရုပ်လောင်းတခုပေါ်မှာဆံရနဲ့ကိုတွေ့လိုက်ရပြီးဒီလူတွေဟာကိုယ့်ကိုယ်ကိုတမင်အစိုးစီရင်ခဲ့ကြတယ်ဆိုတာသိလိုက်ရပါတယ် ရုတ်တရက်ပြီးကြီးမားလာတဲ့ပုံပြောင်းလာခဲ့တဲ့ပင်ကူလိုတရဝါဒီရဲ့တိုက်ခိုက်ခြင်းကိုခံရသလိုဘုံလက်နဲ့တုံးကတိုက်ခိုက်ပြီးတော့ဟော်လိုမန်နေရောက်မလာခင်ထွက်ပြေးခဲ့ကြပါတယ်။ခဏကြာတဲ့အခါမှာတော့ဂျော်ရဲ့နေရံဘော်ကတကားဟောင်းတစ်ခုတွေးလိုက်ရပြီးတော့ဝင်လိုက်ကြတဲ့အခါမှာစွန့်ပစ်ထားတဲ့တခွေကန်တစ်ခုစီကိုရောက်ခဲ့သလိုသူတို့ဂျန်နရေတာဖွင့်ပြီးတော့ဗီဒီယိုအခွေတစ်ခုကြည့်လိုက်တော့သိမ့်မမညာရှင်တယောက်ကဝဝရဲ့နောက်ဆုံးနေ့တွေမှာအရှင်းနဲ့အောင်ပူပေါင်းပြီးတော့မှဇီဝဓာတ်ရုပ်ရဖြစ်စေနိုင်တဲ့ဒုံးကြီးဖန်ကြီးခဲ့တဲ့အကြောင်းရှင်းပြပါရစေ။မလင်းကြောင့်ဒုံးကြီးတွေပျက်စီးပြီးတော့ အန်ရရှိတဲ့ဓာတ်ရုပ်ပစ္စည်းတခုလေထဲကိုထွက်လာခဲ့ပါတယ်။အဲ့ဒီဓာတ်ရုပ်ပစ္စည်းကလူသား DNA ကိုအပင်တိရစ္ဆာန်နဲ့အင်းဆက်ဘုံမလေးနဲ့ပုံဆက်သွားစေတာကြောင့်ပဲလူသားစစ်သားတွေပုံစံပြောင်းလဲတဲ့တပင်တွေဖြစ်လာရတာပါတဲ့။ကြော်တင်မှာတော့၅ရက်ထက်ပိုပြီးနေမယ်ဆိုရင်ပုံစံပြောင်းလဲမှုတွေစတင်နိုင်တယ်လို့သူကရှင်းပြပါတယ်။ဒီပင်မယားရှင်ကသူ့ရဲ့ဘိုက်ကနေအကိုင်းခက်တွေထွက်နေတာကိုပြသပြီးတော့ဗီဒီယိုကိုအဆုံးသတ်ခဲ့ပါတယ်။ဒီဘိုက်ကကွန်ပျူတာအဟောင်းကိုဆက်သေးကြည့်လိုက်တော့သူတို့ကအစိုးရကငှားရမ်းတာမဟုတ်ပါနဲ့ ဒီလေးလို့ခေါ်တဲ့ပုဂ္ဂိုလ်က corporation ကငှားရမ်းတာဖြစ်တဲ့အကြောင်းသိလိုက်ရပြီးဒီလေးကအချုပ်ကိုလိဝဲထားပြီးတော့စူပါစစ်သားတွေကိုဖန်တီးဖို့အတွက်လိလာနေတာပဲဖြစ်ပါတော့တယ်။ဒီဘက်ဟာ state of protocol ဆိုရာကြီးကို6ကိုဖြစ်စည်းမယ်ကိုတိုင်ဖြစ်စည်းဘုံဖြစ်ပြီးတော့မှဒီတော်မှာ2ကီလိုမီတာအပူတက်ထိတွေ့မှုအချင်းဝက်ရှိတယ်ဆိုတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။သူတို့နဲ့တကားစီကိုပြန်သွားခဲ့ပြီးတော့တက်ခဲဖို့ပြင်ဆင်ကြပါတယ်။ဒါစာရဲ့ဂျိုးဘိုးရဲ့အခုခံလိုက်ရတာကိုသတိပြုမိလိုက်တော့အဲ့ဒီတော်တော်တွေဟာဖြူဟာချာချာလှုပ်ဆောင်တက်တယ်ဆိုတာသိလိုက်ရသလို သူတို့ရဲ့မိဂိုးဘုံကိုသုံးပြီးတော့ထပြေးဖို့စူးစမ်းပေမဲ့လေဒါစာကိုဟောလုံးမင်းတကောင်ကဖမ်းဆွဲပြီးတော့ဆွဲခေါ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒါစာဟာကိုယ်တိုင်တုံတုံခံရပြီးတော့မှဟောလုံးမင်းကညင်မှန်းနေဆက်နေရလဲတွေ့ရပါတယ်။ဒီမှာလည်းတိုက်ခိုက်ခဲ့တဲ့ဆိုပေမဲ့ဒါစာဟာမိဂိုးသုံးပြီးတော့တရဝါရဲ့အမြင့်တွေကိုမိရှုပ်ပြခဲ့ပြီးဒီပိုင်းရောက်လာပြီးတော့တက်ပြလိုက်တဲ့အခါမှာဒီပိုင်းစစ်စေးကြည့်လိုက်တော့သူဟာအနောက်မြောင်စင်ကိုစောင့်နေတဲ့ပရမဆုံးစစ်သားဖြစ်တဲ့ကြောင်းသိလိုက်ရတာကြောင့် ထိတ်လန့်လို့သွားခဲ့ပါတယ်ခဏကြာတဲ့အခါမှာတော့သူတို့တွေဟာဝါယာကျိုးတွေပါတဲ့စစ်ပွဲခေတ်ခြေကားအဟောင်းတွေရှိတဲ့လက်နက်တိုက်ကိုတွေ့ရှိခဲ့ပါတယ်စစ်ကြိုးကိုခြေကားရဲ့ဝါယာကျိုးနဲ့ခြေကားအရှိတ်အဝါနိုင်ငံတိုင်းပဲမောင်းနေပြီးတော့ကြောက်တဲ့ကနေဆွဲထုတ်ဖို့စီစဉ်ခဲ့ပါတယ်ဖရီထွက်ကားဖို့တဲ့လှုပ်ဆောင်နေတဲ့အချိန်မှာဟော်လမန်အများပြားကချင်းကက်လို့လာခဲ့ပြီးသူတို့ကိုဆွဲချဖို့တဲ့စူးစမ်းပါတယ်ဒါသာကကောင်းမောင်းပြီးတော့လီပိုင်းကဘလူးတွေကိုပြစ်ခတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ propane tank တွေတန်းကြီးကိုဖြတ်တောက်နိုင်ရတဲ့လို့မီးရှို့ပြီးတော့ခြေကားတွေကိုလည်းအမြန်လွှတ်ချလိုက်ပါတော့တယ်။ ဂျေကားပေါ်ခဲ့ပြီးတော့မှသရဝါဒီကိုပါခေါ်ဆောင်သွားတော့ကိုတွေ့လိုက်ရလို့ပါဒီကြောက်ဆန်ကောင်းလာတဲ့ဖြစ်စိုးကနေနလန်ထူလာတဲ့ခါမှာသူတို့ဇုံတွေကတော့အိမ်မက်စိုးကိုအဆုံးသတ်ဖို့တဲ့ကြောက်ကို ဖြည့်ဆည်းပေးရပါမယ်ဆိုတာသိရပါတယ်လေပင်ဟာသူ့ရဲ့အထက်ရရှိနေလာစဉ်စစ်စဲမှုတွေအတွက်အနောက်ပြောစင်ကိုပြင်ရမှာမို့သူတို့တွေဟာ၅ရက်ကြာမှတတိယသီအပုတ်ချပြီးတော့တပတ်တင်းမှာပြန်တည်ဖို့အတွက်သဘောတူခဲ့ကြပါတယ်ဒါဆိုကတော့ပြင်းနေမှာပုံစံနေရာရှိပြီးတော့မှအတူတူထပ်ပြေးနိုင်မယ်လို့ပြောတဲ့အခါမှာတော့လေပိုင်းကသဘောတူခဲ့ပါတယ် ကျိုးအတင်းနဲ့မကူခင်မှာလီပိုင်းဟာသူမကိုချစ်တဲ့အကြောင်းပြောလိုက်တော့ဒါစာလဲအံ့အားသင်ခဲ့ရပါတယ်။လီပိုင်းရဲ့ရေဒီယိုခေါ်ဝါမှုရောက်လာတဲ့အခါမှာဘာလို့လူမျိုးကကြောက်တဲ့ကိုဘာလို့ဝင်လာလဲဆိုပြီးတော့တောင်းဆိုမေးမြန်းပါတယ်။လီပိုင်းကမဝင်ဘူးလို့ညင်းတဲ့အခါမှာဘာတော်လူမျိုးကဒါစာဟာဖုန်တင်းဝင်ရောက်ခဲ့တယ်လို့ယူဆပြီးတော့လီပိုင်းကိုဒါစာကိုရှင်းပြဖို့တဲ့အမိန်ပေးတဲ့အခါမှာလီပိုင်းကလည်းစံနာမရှိပဲသဘောတူလိုက်ရပါတယ်။တကယ်တော့ဘာတော်လူမျိုးဟာသူတို့နှစ်ယောက်အတူတူဝင်ခဲ့တာကိုသိနေပြီး နှစ်ယောက်စလုံးကိုတက်ပြဖို့စီစဉ်နေကြပါ။နောက်နေ့မှာတော့လီပိုင်းနဲ့ဒါဇာဟာအဝေးကနေဆက်သွယ်လို့ရင်းနဲ့ကြောက်ကိုဝင်ရထားတဲ့ဂလုကာလီပေါ်မှာဘုံတွေတက်ဆင်ထားကြပါရယ်။ဒါဇာကဆိုင်းမှုပေါ်မှာသူမလည်းသူ့ချစ်တဲ့ကြောင်ရေးပြလိုက်တော့လီပိုင်းကပြုံးသွားခဲ့ပါရယ်။ဒါမှမကြခင်မှာရဲရဲတစည်းကိုမြင်ပြီးတော့မှတကူကမားနေပြီဆိုတာသိလိုက်ကြပါရယ်။တခြားစီထပ်ပြေးခဲ့ကြပြီးတော့မှဘာတော်လူမျိုးဟာအနောက်မျိုးစင်ကိုရောက်လို့နေပြီးသူ့ရဲ့လူတွေကိုလည်း သူတို့ညကိုတက်ဖို့အတွက်အမိန်ပေးခဲ့ပါတယ်။သူမဟာလီပန်နေရံပေါ်ရေးထားတဲ့အရာသုံးခုကိုကြေညာစွာဖုံးဝေထားတာကြောင့်ပဲမရခဲ့ပါဘူး။နေလာနဲ့အမှန်တရားပါ။အဲဒီစကလုံးတွေကိုတတိထားမိခဲ့ပါတယ်။အန်နောမှာတော့ဒါစားနဲ့လီပန်ဟာကျောက်ကနေ3.6ကီလိုမီတာအကွာမှာနေရယူပြီးတော့အချင်းကြိုက်ပဲစန့်ကျင်ဘက်အစွန်းတွေကနေပြစ်ခတ်လိုက်တဲ့အခါမှာကလုတ်ကာရီမှာတက်ဆင်လာတဲ့ဘုံတွေကိုထိမှန်လို့သွားခဲ့ပါတယ်။ဒါပေမဲ့အဲဒီဘုံတွေကအဝေးကနေပေါက်ခဲ့ပြီးတော့ကလုတ်ကာရီကိုရိုက်ချိုးလိုက်တဲ့အခါမှာကျောက်ကိုနောက်ဆုံးတော့ဖောက်ထုတ်နိုင်ခဲ့ပါတယ်။ ပေါ်ခဲ့မှုကတော့ state of protocol အရာဆိုလို့ရှိရင်တော့ချက်ချင်းပဲအစာပြုတ်လိုက်တဲ့အခါမှာလီပိုင်းနဲ့ဒါသာဟာသေစေနိုင်တဲ့အပူတန်းကလည်းလွတ်မြောက်ဖို့တဲ့ဒေါ်လေးကိုပြေးလွှားသွားခဲ့ရပါတယ်။ဘာသာလူမျိုးဟာသူ့ရဲ့ဖွဲ့နဲ့တူရဟန်ရင်နဲ့ထပ်ပြေးဖို့ကြိုးစားခဲ့ပေမဲ့လည်းပေါက်ကွဲမှုကြောင့်လေးရင်ဟာလမ်းကြောင်းပြောင်းပြီးတော့တေဆုံးခဲ့ရပါတယ်။ဒါသာကတော့ဘုံပေါက်ကွဲမှုအရှင်းဘက်ကလည်းအလွယ်တကူမြုပ်တဲသွားခဲ့ပေမဲ့လည်းလီပိုင်းဟာရေထဲကိုခုန်ချခဲ့ပြီးတော့ကင်ညာကမရေရာခဲ့ပါဘူး။နောက်ပိုင်းမှာတော့ဒါသာဟာလီပိုင်းကိုဂျာကင်အင်ဂျင်တွေကစားရဆောင်တွေ့ရှိခဲ့ပြီး သူမရောက်လာလို့ရှိရင်နေဝင်ချိန်မှာဖွင့်ပြပြောက်တဲ့ညွှန်လာတာဖြစ်ပါတယ်။ဒါသာဟာသူတို့ရဲ့ချိန်ကြတဲ့ပြင်လေးကနေရာကိုသွားခဲ့ပြီမဲ့လေလီပိုင်းပေါ်မလာခဲ့ပါဘူး။သူမစာအုပ်ဖွင့်ပြလိုက်တော့သူ့အတွက်ရေးထားတဲ့ကြပြားလေးကိုတိတ်လိုက်ရပြီးအကြီးကျယ်စိတ်ထိခိုက်ဝမ်းနည်းခဲ့ရပါတယ်။ဧပြီလောက်ရောက်တဲ့ခါမှတော့ဒါသာဟာဇင်ကဲဟိုတယ်တစ်ခုမှာစပွဲလုံးမလေးဖြစ်အလုပ်လုပ်နေတာတွေ့ရပြီးအဲ့ဒီတွေကိုဝန်ဆောင်မှုပေးနေတော့မှစပွဲတစ်ခုမှထိုင်နေတဲ့လီပိုင်းကိုရုပ်ရည်ရဲ့တွေ့ရပြီးတော့တုံလုံးခဲ့ရပါတယ်။နောက်ဆုံးတော့အဲ့ဒီဇုံလေးဟာမျက်ရည်တွေနဲ့ပြန်လဲဆုံးကြီးခဲ့ကြပြီးဒါသာကလီပိုင်းရဲ့ သုံးတော့ငွေရမီတာပြည့်ချင်တဲ့သူမရဲ့ဆိုင်ငင်ကိုချိုးလိုက်တာလို့စာနာခဲ့ပါတယ်။သူတွေနန်းလိုက်ကြပြီးတော့ဇက်ကားလေးကလည်းနွေနွေတူးတူးနဲ့အဆုံးသက်လေးကိုရောက်ရှိခဲ့ပါတယ်ဗျာ။